ဒါရှင်တွေအားလုံးတာလီစောပါ Development Media Group DMG ရဲ့2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့အတွက်သတင်းထံထိုးလီမွန်စာတင်ပါတော့မယ်ဒီကနေ့မှာတော့စစ်ကောင်စီရဲ့ရှင်းပြထိုးစစ်တွေကို AA နဲ့ CB ပူးပေါင်းခုခံမဲ့အကြောင်းပေါတိုးမျိုးကိုစစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ9ဦးထဲမှနေတရားရတဲ့တည်မောင်တော့မြောက်ပိုင်းမှာခိုင်မာအားကောင်းတဲ့မြို့နေစုအတိုင်းဝန်းဖြစ်စေရရင်ကျင်းမှုနီနိုဖလေဝဲပြုလုပ်ခဲ့တဲ့အကြောင်းအပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တည်တွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျမအမြင့်မြင့်တို့နဲ့တူကိုကျိုထေတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမဆုံးအနေနဲ့စစ်ကောင်စီရဲ့ရှင်းပြထိုးစစ်တွေကို ANCB ပူးပေါင်းခုခံမဲ့အကြောင်းကိုတင်ဆက်ပေးရှင်ပါတယ်စစ်ကောင်စီဟာရှင်းပြအတွင်း တံပြန်ထုတ်စစ်ဆင်လာနိုင်ခြင်းနဲ့ပြင်ဆင်ပူးပေါင်းတာတွေကိုအရဟတတို့အေအေနဲ့ရှင်းညင်အောင်စီပြီးတော့ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့တံပြန်ထိုးစစ်ကိုပူပေါင်းပြင်ဆင်တာအပြင်စီရေးမဟာမိတ်နိုင်ငံရေးမဟာမိတ်စီးပွားရေးမဟာမိတ်အဖြစ် AA နဲ့ CB ကြားအပြန်အလှန်ပူပေါင်းဆောင်ရွက်တာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ရှင်းညင်အောင်ပြောခွင့်ရဇလန်ယိုးမန်ကပြီးခရစ်နိုဝင်ဘာ၈ရက်နေ့အရေးပေါ်ရေဝင်ငွေရှာဖွေပွဲမှာပြောကြားခဲ့ပါတယ်။ဒီကတော့ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့ တံပြန်ထိုးစစ်လာနိုင်တာကိုနည်းနည်းအဲ့လိုမျိုးခံမှန်းကြတာပေါ့အဲအဲ့ဒီပြင်ဆင်ထားကြတာပေါ့နော်အဲ့ဒါဘူးပေါင်းကြတာပေါ့ကျွန်တော်တို့ကဒီစီကြီးမဟာမိတ်အပြင်နောက်နောက်ကျရင်နိုင်ငံကြီးမဟာမိတ်စီးပွားရေးမဟာမိတ်အထိပေါ့နော်အဲ့လိုမျိုးဒီဘူးပေါင်းချိတ်ဆက်ဖို့ကျွန်တော်တို့လူမျိုးချင်းအပြန်အလှန်ကိုညီပြီးမှကြဖို့ပေါ့နော် စစ်ကောင်စီဟာပြီးခဲ့တဲ့အောက်တိုဘာလကစပြီးရှင်းပြည်အတွင်းခလစ်တီးတင်လမ်းတစ်လျှောက်အပြင်ပုံတောင်ပုံညာတောင်တန်းဖက်ကလည်းဖလန်းမျိုးဖက်ကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့တံပြန်ထိုးစစ်ကိုကာကွယ်နိုင်ဖို့အရခတ်တော်စီကလက်နက်ခရမ်းအကူအညီအပြင်စစ်ရေးဗျူဟာတွေစစ်နေညီညာဆောင်ရွက်တာဟာရခိုင်ပြည်မြောက်ပိုင်းကို ရှင်းပြေကတဆင်းမလာနိုင်စေရန်အတွက်လည်းဖြစ်တယ်လို့ရှင်းပြေစစ်ရေးနိုင်ငံရဲ့လေလာသူတွေကသုံးသပ်ကြပါတယ် စစ်ကောင်စီဟာရှင်းညောင်သိမ်းပိုက်ထားတဲ့ဖလန်မျိုးနဲ့ရှင်းမျိုးသားတက်ဦးသိမ်းပိုက်ထားတဲ့တွန်းစံမျိုးတို့မှာရွေးကောက်ပွဲကျင်းပမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်အေဒီဒေသတွေကိုထိချုပ်နိုင်ရတဲ့အတွက်အသေးအံကြိုးပမ်းနေတာဖြစ်နိုင်တယ်လို့လည်းပြောဆိုနေကြပါတယ်။စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိုးမိုးနေမြေတွေပြန်လည်ရယူလိုတဲ့အတွက်ကြောင့်တက်သားအင်အားထောင်ရှိနဲ့ထိုးစစ်ဆင်နေတယ်လို့ရှင်းညောင်ပြိုခွင့်ရဆလန်းရုံမန်ကထည်သွင်းပြောကြားခဲ့ပါတယ်။ချင်းနဲ့ရခိုင်နဲ့ဆိုတာကတော့ကျွန်တော်တို့ဒီဆက်ဆက်နယ်မြေပေါ့နော် ကုံတွင်ပေါ့နော်ကုံတွင်ထပ်ပေါက်ဝင်ပေါက်တစ်ခုလည်းဖြစ်တယ်အဲ့တော့စစ်ရေးရကတော့ပြည်နယ်နှစ်ခုလုံးကကိုင်းကျွန်းမီကျွန်းကိုင်းမီအနေထားပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ CB နဲ့ A နဲ့ကလည်းစစ်ရေးပူပေါင်းဆောင်ရွက်မှုတွေငကိုကလေးကအားကောင်းပါတယ်အချင်းပြည်နယ်မှာအာရခတတော်နဲ့ပေါင်းပြီးတော့ပြန်ပြီးတော့တွန်းလှန်စေပေါ့နော်တိုက်စစ်ပြန်ဆင်မဲ့အနေထားပဲအဲ့တော့လက်ရှိခုနှစ်မျိုးနယ်ကိုထိမ့်မယ်ပြီးရင်ကြံနေတဲ့မြို့တော်ဟာခါနဲ့တီးတိမ်ကိုသိမ့်လိုက်ပြီးပြီဆိုရင်တော့ ချင်းပြည်နယ်ဟာအကုန်လုံးလွတ်မြောက်သွားမှာပေါ့လက်ရှိချင်းပြည်မှာရှင်းရှင်းအောင်တက်ဖွဲ့စီဘီကမတူဘီမင်တက်ကံပလက်ဖလန်းမျိုးတွေတို့ကိုထိန်းချုပ်ထားပြီးတွန်းဆံမျိုးကိုရှင်းမြတ်တက်ဦး CNN နဲ့ပလဲဝါမျိုးတွေတို့ကိုအာရဟတ်တော်ကတင်ပိုက်ထိန်းချုပ်ထားပါတယ်ရှင်ဆက်လက်ပြီးတော့ပေါက်တော်မျိုးကိုစစ်ကောင်စီလက်နေကြီးပစ်ခတ်မှုကြောင့်ဒေသခံ၅ဦးဒဏ်ရာရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါပါရခိုင်ပြည်ပေါက်တော်မျိုးကိုဒီကနေ့နေ့လယ်၁၀နာရီခွဲအရှင်ခန်းကစစ်တွေမျိုးအခြေဆိုင်ရေတက်စခန်းနဲ့ အမတ်စင်းနဲ့ရေတဲရင်တို့ကလက်နေချီပြစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသမီးတအူးအပါဝင်ဒေသခံ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်ပါတယ်။စစ်ကောင်စီပြစ်ခတ်လိုက်တဲ့လက်နေချီဂျီဟာပေါတော်မျိုးတွင်တရွေ့ရော်လန်ခော့ဆွန်အနေမှာလက်နေချီဂျီလေးလုံးနဲ့ငပီကျွန်းအနေမှာနှလုံးကြားရောက်ပောက်ကွေ့ခဲ့တယ်လို့သိရပါတယ်။ကနအူးအနေနဲ့လက်နေချီဂျီစားထိမှန်ပြီးဒဏ်ရာရရှိသူ၅ဦးအပြင်အသေးစားအလဲစားဒဏ်ရာရရှိသူတချို့ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ ။နိုဝင်ဘာလ10ရက်နေ့ကလည်းပေါတော့မြို့ကိုစစ်ကောင်စီကပေါင်900ဘုံးအပြင်ဆက်တင်နဲ့တွေနဲ့ပါချေချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဟာအောက်တိုဘာလနောက်ဆုံးအပတ်ကစတင်ပြီးစစ်တွေနဲ့ထိစပ်နေတဲ့ပေါတော့ပုံနာကျုံမြို့နယ်တွေကိုလေကြောင်းလက်နေကြီးအပြင်ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်တာတွေအရှင်မြင့်လှုပ်ဆောင်လာနေပါတယ်ခင်ဗျာ။မောင်တို့မြောက်ပိုင်းမှာခိုင်မာအာကောင်တဲ့မြို့နေစုအတိုင်းဝန်းဖြစ်စေရင်ကျင်းမှုနီနိုဖလေပွဲပြုလုပ်ခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးရှင်ပါတယ်။ မောင်တို့မြို့နယ်မှာဒေသခံမြို့နယ်စုဝင်တွေစုပေါင်းပြီးရိုးရာရင်ကျင်းမှုနီနိုဖလစ်ပွဲတရက်ကိုမလူလူငယ်စေယုံကဦးစီးပြီးလူမျိုးစုစေယုံရဲ့အဖွဲ့တို့ကပြီးခဲ့တဲ့နိုဝင်ဘာပထမပတ်မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားမှာသက်မရိုတက္ကမစားတဲ့လူမျိုးစုသုံးစုရဲ့ရိုးရာရင်ကျင်းမှုတွေကိုဖလှယ်ခဲ့ကြပြီးဌာနေဒေသတွေမှာနေထိုင်ကြတဲ့မြို့နယ်စုဝင်တွေရဲ့ရင်ကျင်းမှုတွေဖလှယ်ကရှစ်ခင်စေလုံးတဲ့လူမျိုးစုအတိုင်းအဝန်ဖြစ်ပေါ်စေရန်ရေရေချန်နယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ပွဲစီစဉ်သူတွေစီကသိရပါတယ်။ အခမ်းအနားကိုအရဟတတော်ဖက်ကလည်းငွေကြေးထောက်ပံ့မှုတွေရှိခဲ့တယ်လို့သိရပါဗျ။မောင်တို့မြို့နယ်မြောက်ပိုင်းမှာရခိုင်ခမင်းမရိုသက်ဒိုင်းနဲ့မရမကီတက္ကမဟိန္ဒူမွတ်စလင်စားတဲ့မြို့နယ်စုတွေအတူတကရှင်တွဲနေထိုင်နေကြတာဖြစ်ပြီးနောက်ထပ်ပြူလုံမွေးပွေးတယ်မှာလည်းအလုံးပါဝင်နိုင်အောင်စီစဉ်ထားတယ်လို့သိရပါဗျ။မောင်တို့ဒေသမှာအရင်စစ်ကောင်စီလက်ထက်မှာ ယဉ်ကျေးမှုတွေကိုဖော်ထုတ်ပြသခွင့်ကဲသက်ခံခဲ့ရပြီးယဉ်ကျေးမှုနီးနို့ဖလှယ်ပွဲတွေပြုလုပ်ခွင့်ကဲသက်ခဲ့ရပေမဲ့လက်ရှိအာရခတက်တို့ထိန်းချုပ်မှုအောက်မှာမြို့နယ်စုတွေရဲ့ယဉ်ကျေးမှုတွေကိုလွယ်လွယ်စွာဖော်ထုတ်ပြသခွင့်ရရှိနေတယ်လို့လည်းဆိုပါတယ်။အခမ်းအနားမှာခလေးများအတွက်ပြိုပွေးရှင်ပွဲအဖြစ်မွန်ကိုက်ပွဲ၊လန်ဆွေပွဲ၊ရှိုးတန်တက်ပွဲနဲ့တခြားပွဲတွေပါဝင်ပြီးတဲမရတက္ကမတို့ရဲ့ရိုးရာယဉ်ကျေးမှုအကားတွေနဲ့ဖြိုဖေးတဲ့အစီအစဉ်တွေလည်းကျင်းပခဲ့တယ်လို့သိရပါတယ်။ ရခိုင်ပြည်နေမြေမြစုကိုတင်ပိုက်ထားတဲ့အာရခတက်တော်ဟာထိရှုပ်နေမြေတွေမှာအုပ်ချုပ်ရေးတရားစီရင်ရေးကျန်းမာရေးပညာရေးဒေသဖွံ့ဖြိုးရေးစားတဲ့အုပ်ချုပ်ရေးရန်တရားတွေနဲ့တည်ဆောက်ရေးလုပ်ငန်းတွေကိုအရှင်မြင်နေပါတယ်။ရခိုင်မှာရခိုင်အပါအဝင်မြို့သက်ခမိန်ဒိုင်းနဲ့မရမကမန်ရှင်နဲ့မွတ်စလင်စားတဲ့လူမျိုးပေါင်းစုံအတူရှင်ထွေးနေထိုင်နေကြပြီးအေကလူမှုသဟာစရာဖြစ်ရေးတွေကိုမြင့်တင်ဆောင်ရွက်နေပြီးတော့ ရခိုင်ပြည်တိဆောင်းရည်မှာလည်းမတူကွေပြလူမျိုးစုအလုံးပါဝင်ခွင့်ပြုထားတယ်လို့သိရပါတယ်။ပတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။စစ်တွေမှာရခိုင်ပြည်နယ်တွေကိုစေကားစွာကျင်ပါဖို့စစ်ကောင်စီပြင်ဆင်နေတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးမှာပါ။လာမယ့်ဒီဇင်ဘာ15ရက်မှာကြာရောက်မဲ့ငါးစစ်တနည်းမြောက်ရခိုင်ပြည်နယ်ရဲ့အခမ်းအနားကိုအနှစ်သာရရှိရှိစေကားတင်းမြစွာကျင်ပနိုင်ရဲ့အတွက်ပြင်ဆင်နေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အဲ့ဒီဘွေအတွက်လုပ်ငန်းကော်မတီတွေကိုဖွဲ့စည်းပြီးကြောင်းနဲ့အခမ်းအနားမကျင်ပမီ ကော်မတီလိုက်အရှင်ယူပြီးဆောင်ရွက်ရမယ့်လုပ်ငန်းကောင်တာတွေကိုစီစဉ်နေတယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနသတင်းမှဖော်ပြပါတယ်။ရခိုင်ပြည်နယ်နဲ့အခမ်းအနားမတိုင်မီစစ်တွေမျိုးမှာအာကစားပြိုင်ပွဲ၊စာရေးစာကုန်းပြိုင်ပွဲ၊ကြပြပြိုင်ပွဲ၊လူငယ်စကားဝိုင်းဆွေးနွေးပွဲနဲ့ပျော်ပွဲရှင်ပွဲတွေနေပြည်တော်အသီးသီးကတက်ဆိုင်ရာဂန္ဓာအလိုက်ထူးချန်စွာဆောင်ရွက်ခဲ့သူတွေကိုစီမံစီပေါ်လူမှုထူးချန်စုတွေရှင်းပြပေးမဲ့အစီအစဉ်တွေပါဝင် ရေးလို့သိရပါတယ်။ဒါ့အပြင် ငါးစစ်တနည်းမြောက်ရခိုင်ပြည်နယ်နဲ့အခမ်းအနားကျင်းပနိုင်ရတဲ့အတွက်ပြည်နယ်စစ်ကောင်စီဝန်ကြီး6နဲ့အဖွဲ့ဝင်တွေကနိုဝင်ဘာလ10ရက်မှာအစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ4ရက်နေ့ကလည်းစစ်တွေမြို့မှာတဆောင်းတိုင်းပွဲတော်ပြုလုပ်ခဲ့ပြီးရခိုင်နာမည်ကြီးအစိုးရတွေဖြစ်တဲ့ဦးမောင်သိန်း၊မြက်ခိုင်ကျော်နဲ့ခိုင်ကျော်လင်းတို့ဖြောပွေခဲ့ကြပါတယ်။လက်ရှိမှာစစ်တွေမြို့နေနဲ့ပုံနာကျွန်းမြို့နယ်အဆက်တုံးမှာစစ်ကောင်စီနဲ့အာရခတက်တော်တို့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဟွန်နာဂျွန်းစစ်တောင်ပောက်တော်မျိုးတွေကပြည်သူတွေမှာတေဆုံးတန်ရရှိမှုတွေလည်းရှိနေပါတယ်စစ်တမျိုးထွက်ပေါက်ဝင်ပေါက်တွေကိုလည်းစစ်ကောင်စီကပိတ်ဆို့ထားတဲ့အတွက်မြို့ခံတွေမှာစားဝတ်နေရေးကျက်တင်နေကြတယ်လို့ပြောဆိုနေကြပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲအပေါ်တခြားနိုင်ငံတွေရဲ့သဖိုးတောက်ကိုမကြည့်ပေးပြည်သူတွေအသိမဲ့ပြုပါကလုံလောက်တယ်လို့စစ်ကောင်စီပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းပထမဆုံးကျင်းပမဲ့ရွေးကောက်ပွဲလှုပ်ဆောင်ချက်အပေါ်တခြားနိုင်ငံတွေကအတိမဲ့ပြူရှင်မပြူချင်းတဲ့မြန်မာနိုင်ငံသားတွေအတိမဲ့ပြူဆုံးဖြတ်ပါကလုံလောက်နေပြီဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွက်ကပြောပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Normal ဆေးရက်ကနိုင်ငံပိုင်မီဒီယာတွေကသတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရုတ်ရုရှားစတဲ့နိုင်ငံတွေကထောက်ခံမှုတွေရှိနေတာလည်းဖြစ်ပါတယ်။ကမ္ဘာကူရသမဂ္ဂ EU နဲ့ပြင်သစ်စတဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေက လွယ်လပ်ပြီးတရားမများတဲ့ရွေးကောက်ပွဲလိုပြုဆိုထားပြီးတော့မြန်မာပြည်သူအများစုကလည်းအတူယောင်ရွေးကောက်ပွဲလိုမက်ရှက်ပြုထားကြပါတယ်။ရွေးကောက်ပွဲမှာနိုင်ငံတော်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီ6ခုကကိုစလီလောင်3950ဦးနဲ့တိုင်းနယ်ပြည်နယ်ကဝင်ပြိုင်မဲ့ပါတီ50ပါတီကကိုစလီလောင်966ဦးတတိပုဂ္ဂလ96ဦးရှိပြီးတော့စုစုပေါင်း9000ကျော်ဝင်ပြိုင်မယ်လို့လည်းသိရပါတယ်။စကောက်စီလန်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC က လာမည့်ဒီဇင်ဘာ26ရက်မှာရွေးကောက်ပွဲအပိုင်း1ကိုမြို့နယ်တရားနှမျိုးအနေနဲ့2026ဇန်နဝါရီ7ရက်နေ့မှာရွေးကောက်ပွဲအပိုင်း1ကိုမြို့နယ်တရားတို့မှာကျင်းပသွားမယ်လို့ကြေညာထားပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲအပိုင်း3ကိုတော့အပိုင်း1ပြုလုပ်ပြီးနှစ်ပတ်ကြာမှာကျင်းပသွားမယ်လို့ဆိုထားပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါဒဖြန့်တဲ့ပုံတွေရုပ်သံတွေကိုပြည့်ရည်ပြူလုံပြုံပြိုးဆိုသူတွေကိုဖမ်းဆီးအရေးယူမှုတွေပြုလုပ်လာပြီးတော့နှုတ်စီတင်ရမဟုတ်သူတွေမင်းမပေးမနေရစနစ်ကိုကျဉ်းသုံးနေတာလည်းဖြစ်ပါရဲ့ရှင်။ နောက်ဆုံးတစ်ပုတ်အနေနဲ့အိန္ဒိယမြို့တော်နယူးဒေလီမှာ ကားတစ်စီးပောက်ကွဲမှုကြောင့်ရှေးဦးတည်ဆောင်းပြီး20ဦးခန့်ဒဏ်ရာရရှိတဲ့တဲ့င်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာတည်ရှိတဲ့သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ခန်တဲ့နေအနည်းမှာကားတစ်စီးပောက်ကွဲခဲ့တဲ့အတွက်လူရှေးဦးထက်မနည်းတည်ဆောင်းကနောက်ထပ်အယောက်20ခန့်ဒဏ်ရာရှိတော့တယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။ခန်တဲ့နေအနည်းမှာရှိတဲ့ main point မှာနိုဝင်ဘာလ10ရက်နေ့ညနေ9:00နာရီခန့်က အခုလိုပောက်ကွေးမှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ပောက်ကွေးမှုအချိန်ကြောင်းအနည်းမှရှိတဲ့ကား6စီးထက်မနည်းပျက်စီးသွားတယ်လို့ဘေးရဲဆိုင်ကလေး3စီးထက်မနည်းမင်းလောက်သွားတယ်လို့ဒေလီမင်းသက်ဌာနကတာဝန်ရှိသူတဦးကပြောပါတယ်။ပောက်ကွေးခဲ့ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးအာဏာပိုင်တွေကတစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ပောက်ကွေးသွားတဲ့ကားပိုင်ရှင်ကိုအာဏာပိုင်တွေကဖမ်းဆီးထားတယ်လို့ NDTV သတင်းတရက်မှာဖော်ပြထားပါတယ်။ပောက်ကွေးတဲ့နေရာမှာမှုခင်းစစ်စစ်ရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက တာဝန်ရှိသူတွေရောက်ရှိနေတယ်လို့ရေတပ်ဖွဲ့ကပြောကြားထားပါတယ်။အခုဖြစ်စဉ်ကိုရှူတော့ဘောင်းစုံကစစ်ဆင်နေပြီးမကြမင်းဖော်ထုတ်နိုင်မယ်လို့လဲအာမစ်ပြည်ထေးဝင်ကြီးအာမက်ချာကပြောကြားထားပါတယ်ခင်ဗျာ။ဒီကနေ့သတင်းသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း၆၆ ချစ်သူများကို643 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့ထိနေ့စဉ်ည8:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ songcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားဒရဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။